္ဂလာပါရှင်အခုချိန်ကစပြီးနိုဝင်ဘာလ12ရက်ဗုဒ္ဓဟူးနေ့ညပိုင်းသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ရုပ်သက်သတင်းအစီအစဉ်ကိုစတင်နေပါပြီကျမစမိုင်းပါ ရခိုင်မကွေရခိုင်ပကူရခိုင်အရာဝတီနယ်စပ်တိုက်ပွဲတွေမှာနိုဝင်ဘာလ၈ရက်နေ့ကနေ၁၀ရက်နေ့အတွင်းစစ်ကောင်မရှင်တပ်သားတွေလက်နက်ချအလင်းဝင်တာတွေအပြင်ဖမ်းဆီးခံရတာအလုံးပေါင်းအယောက်၄၀ကျော်ရှိတယ်လို့အရခတ်သက်တော် AA ကထုတ်ပြန်ပါတယ် အရကတ်တော်ဤအိနဲ့စစ်ကောမရှင်တပ်ဖွဲ့တွေကြာတိုက်ပွဲတွေပြင်းထန်နေတဲ့စစ်မျက်နှာတချို့မှာစစ်ကောမရှင်တပ်သားတွေဟာအလံဖြူထောက်တာတိုက်ပွဲကနေထွက်ပြေးတာလက်ရဖမ်းဆီးခံရတာတွေဆက်တိုက်ဖြစ်နေပါတယ်။နိုဝင်ဘာလ10ရက်နေ့ကနေ10ရက်နေ့အတွင်းနေရီကန်ဗျူဟာကုံ လီလာတောင်ပဒေါအနီးကတိုက်ပွဲနဲ့ကပ္ပစာ16အနီးတိုက်ပွဲတွေမှာစစ်ကောမရှင်တပ်သားတွေကိုဖမ်းဆီးရမိတာနဲ့အလင်းဝင်ရောက်လာပြီးရှိခဲ့ပါတယ်။ ဒီထဲမှာစကားခတ်30လက်အောက်ခံတက်ရင်3ခုကတက်တာရိအများစုပါဝင်တယ်လို့အရခတ်သက်ဒေါ်အီအီရဲ့နိုဝင်ဘာလ17ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဲဒီလိုပဲပြီးခဲ့တဲ့အော်တိုဘာလနဲ့နိုဝင်ဘာလအစောပိုင်းတိုက်ပွဲတွေမှာရခိုင်အေယာဝတီတိုင်းအဆက်ဒေသတွေကနေစစ်ကွပ်မရှင်တပ်သား40ကျော်လဲအရခတ်တပ်တော် AAC မှာအလင်းဝင်ရောက်ခဲ့ပါတယ် ။ EA ရဲ့ထုတ်ပြန်ချက်အရဖန်စီရမိသူနဲ့အလင်းဝင်ရောက်လာသူတွေဟာအသင်းအတ္တမပေါ်တာဆွဲခင်ရတဲ့စစ်တင်နေစဉ်လူငယ်တွေဖြစ်ပြီးတချို့ကအသက်18နှစ်ရောက်မပြည့်သေးတဲ့ចောင်းသားတွေဖြစ်တယ်လို့ဆိုပါတယ်။အေကတော့သူတို့ကိုစီတုပ်ပန်းဥပဒေနဲ့အညီကောင်းမွန်စွာဆောက်ရှောက်ပေးထားကြောင်းအသိပေးထားပါရယ်မြန်မာတိုင်းနဲ့ဆက်ကရင်ပြည်မြဝရီကခေခေပတ်တည်င်းကိုဆက်ပြောပြပါမယ် မြန်မာဘက်ကခိခိပတ်ကိုစစ်ကွန်မရှင်တပ်နဲ့ BGF တို့ကမိုင်းခွဲဖျက်ဆီးနေတဲ့အကျိုးဆက်အဖြစ် ထိုင်းမြန်မာနယ်စပ်မဲဆောက်ဒေသခံတွေဟာဒုက္ခနှထက်ကွဲကြုံနေရပါတယ်ပထမတစ်ချက်အနေနဲ့အော်တိုဗာလာ22ရက်နေ့ကလေးကနပတ်ကြော်ကြတဲ့မိုင်းခွဲမှုတွေကြောင့်ထိုင်းဖက်ချန်ကို မိုင်းစားတွေကြာရောက်ပြီးကလေးငယ်နဲ့တက်ကြီးသူ29ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ် ဒီအတွက်ဒီသားခင်တွေကမဲဆောက်လေစိတ်မှာဆန္ဒပြပြီးဖြစ်စည်းမှုကိုတခြားနည်းလမ်းနဲ့တုံးဖို့ထိုင်းအစိုးရကိုညှိနှိုင်းပေးဖို့တောင်းဆိုခဲ့တယ်လို့ထိုင်းသတင်းတွေက ဖော်ပြပါတယ်ဒုတိယတစ်ချက်အနေနဲ့မိုက်ခွဲမှုကြောင့်နေဆက်ရွာရီဖြစ်တဲ့ဝန်ဖာနဲ့ရီမီဒေတာတွေမှာအင်တာနက်လိုင်းအားလုံးနှီးပါဖြတ်တောက်ခင်ရတဲ့အတွက် အရေးပေါ်အခြေအနေမှာအဆက်အသွယ်ပြတ်တောက်မှာကိုဒေတာခန့်တွေကစိုးရိမ်နေကြပါတယ် နေဆက်ကရွာပေါင်း၈ရွာထက်မနည်းဟာအင်တာနက်လိုင်းမရတော့တာ ဖြစ်တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ၁၇ရက်နေ့ညအထိအင်တာနက်လိုင်းတွေအလုံးပြတ်တောက်ကုန်တယ်လို့ဒေသအခြေဆိုင်ထိုင်းသတင်းတွေကဆိုပါတယ်။ဒီချင်းနေရီကြောင့်နိုဝင်ဘာလ10ရက်နေ့မှာတော့ထိုင်းဝန်ကြီးချုပ်အနုထင်ကိုရိုင်းမဲဆောက်ကိုတွားရောက်ခဲ့ရပါတယ်။ စစ်ကောင်မရှင်ကခေခေပတ်ကအဆောက်အုံတရားတလုံးဖြူချပြီးလို့ကြေညာပေမဲ့ဒီလောက်ရဟာနိုင်ငံတကာဖိအားကနေလူမြောက်ဖို့အတွက်ဟန်ပြလှုံ့ဆော်နေတာပဲဖြစ်တယ်လို့လေးလာသူတွေကသုံးသပ်နေကြပါတယ်။ ချင်းပြည်တိသိမ့်မြို့နယ်အတွင်းစစ်ကုမရှင်ရဲ့ထိုးစစ်တွေကြောင့်ဒေသခံပြည်သူ3000နီးပါးဟာအိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီးအရေးပေါ်စားနပ်ရိက္ခာနဲ့အမိုးကာတွေအရေးပေါ်လိုအပ်နေပါတယ်အော်တိုဘာလကုတ်ပိုင်းလောက်ကစပြီးဒီနေ့အချိန်ထိကလေးတိုင်းရင်တီးသိမ့်လမ်းမပေါ်ကဒီသားခဲ့ပြည်သူတွေစစ်ပေးရှောင်နေတာလို့အကူအညီပေးနေသူတွေကပြောပါတယ် ကလေးမျိုးနဲ့တီးသိမ်မျိုးဖက်ကနေစစ်ကွန်မရှင်တပ်ဖွဲ့တွေကနှစ်ဖက်ညက်ပြီးစစ်ကြောင်းထိုးခဲ့တာကြောင့်ချင်းတောက်ပိုင်းနဲ့မြောက်ပိုင်းလမ်းစုံဖြစ်တဲ့တိုင်းရင်းရွာကိုချင်းပူပေါင်းတပ်တွေကလက်လွတ်လိုက်ရပြီလို့ချင်းကြီးနောက် CB ကအတည်ပြုပြောပါတယ် နွေပါလာဒုတိယပတ်ထဲမှာလဲလွတ်လိုက်ရတာလို့ဆိုပါတယ်။ဒါပြင်စီရီအရာအချက်ချကြတဲ့ကနေဒီတောင်စခန်းကိုပါစစ်ကုမရှင်ကထိချုံလိုက်တာကြောင့်ချင်းပြည်ထဲကိုဝင်ထွက်တဲ့အရေးပါတဲ့လမ်းကြောင်းတွေပိတ်ဆို့နိုင်တဲ့အနေရရှိနေပါတယ်။လက်ရှိမှာစစ်ကြောတွေဟာဖလန်းမျိုးဖက်ကိုဥတီနေပြီးတိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ် စကိုင်းတိုင်းကလေးမျိုးနယ်လူထုတိုက်ပွဲဥဆောင်ကော်မတီကစစ်ကွန်မရှင်ရဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးထောက်ချပွဲဖြစ်တယ်လို့ထုတ်ပြန်ပြောဆိုလိုက်ပါတယ်ကလေးမျိုးနယ်လူထုတိုက်ပွဲဥစကော်မတီဟာအော်တိုဘာ17ရက်နေ့မှာလူမြောင်နယ်မြေတနီယာမှာပထမဆုံးအကြိမ်ညီလာခံကိုကျင်းပခဲ့ပါတယ်။အဲ့ဒီညီလာခံမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုပြည်သူတရက်လုံးနဲ့အတူအကျွမ်းမဲ့စစ်ကျင်တိုက်ဖြတ်သွားမယ်လို့ပြောဆိုလိုက်ပါတယ်။ ကော်မတီရဲ့ထုတ်ပြန်ချက်အရစစ်ကော်မရှင်ဟာစစ်ရဲစုံမှုတွေကိုဖုံးကွယ်ဖို့နဲ့နိုင်ငံတကာအတိမတ်ပြုမှုရဖို့အတွက်ရွေးကောက်ပွဲလုပ်ဖို့ကြိုးစားနေတာဖြစ်ပြီးပြည်သူတွေကအကြောက်တရားနဲ့မဖြစ်မနေပါဝင်ပေးရမယ့်အခြေအနေဖြစ်နေတယ်လို့ဆိုပါတယ်။ ကော်မတီနဲ့တော်လရင်အင်အားစုတွေဟာတိုင်းဒါအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော်လရင်ရဲ့အစုံသက်ပန်းတိုင်အထိဆက်လက်ခြိသက်သွားမယ်လို့လည်းပြည်သူကိုအသိပေးထားပါတယ်။ဒါ့အပြင်ဒေသခံတွေအနေနဲ့စစ်ကောင်မရှင်ရဲ့ထိုးစစ်တွေနဲ့စစ်အုပ်ချုပ်ရေးကိုတတိထားဖို့လည်းတိုက်တွန်းထားပါတယ်။ဒေသသူတည်တဲ့ပုံနဲ့ဆက်ပါမယ်။ ထိုင်ကကမ္ဘောဒီးယားလုတ်သားတသိရဲ့နေထိုင်ခွင့်ကိုလုံချုံရေးချိန်ချမှုရှိလာမှာကိုစိုးရိမ်ပြီးရက်ဆိုင်လိုက်ပါတယ်။ထိုင်းနိုင်ငံမှာအလုံလုံကင်နေတဲ့ကမ္ဘောဒီးယားရွှေ့ပြောင်းလုတ်သားတသိနီးပါးရဲ့နေထိုင်ခွင့်တက်တဲ့တိုးပြီးမဲ့အစီအစဉ်ကို ထိုင်းအစိုးရကယာယီရက်ဆိုင်လိုက်ပါတယ်။ ဝန်ကြီးချုပ်အနုထင်ခြိုင်ဝိရကွန်ရဲ့ညွှန်ကြားချက်အရဒီလုတ်သားတွေရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့နေရာလိပ်စာတွေကိုနိုင်ငံတော်လုံခြုံရေးအရတည်တည်ချာချာပြန်လည်စစ်ဆေးဖို့လိုအပ်တယ်လို့အကြောင်းပြထားပါတယ်ဒီလိုရဆိုင်လိုက်တာဟာမကြသေးခင်ကထိုင်းကမ္ဘောဒီးယားနယ်စပ်အရေးတင်းမှမူရီနဲ့လဲဆက်ဆက်နေတယ်လို့ထိုင်းသတင်းတွေက ဖော်ပြပါဗျ။ အာနာပိုင်တွေကလုတ်သားတွေရဲ့စစ်စစ်မှုမပြည့်စုံပဲဆက်လက်နေထိုင်ခွင့်ပေးရင်တရားမဝင်ဝင်ရောက်မှုနဲ့ရဇဝမှုတွေဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။လက်ရှိမှာထိုင်းဟာလုတ်သားရှာပန်းနေပေမဲ့လည်းကမ္ဘောဒီးယားနိုင်ငံသားတွေကိုပဲတီးခြားခွဲထုတ်ပြီးဒီလိုတင်းကျပ်တဲ့စစ်စစ်မှုတွေပြက်လုံနေတာဖြစ်ပါတယ်။အခုဆက်ပြီးနိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။ အိန္ဒိယနဲ့ပါကစ္စတန်မြို့တော်နယ်မြေတွေမှာနိုင်ရီချားဘုံပေါက်ကွဲမှုတွေဖြစ်ပြီးနှနေရလုံးမှာလူအသေးပြောက်ရှိခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံမြို့တော်အစ္စလာမဘက်ရဲ့တရားရုံးအပြင်ဘက်မှာနိုဝင်ဘာ12ရက်အင်္ဂါနေ့မွန်တက်ချိန်ကြော်ကြော်လေးမှာအသေးခံဘုံခွဲမှုတစ်ခုကြောင့်လူ12ယောက်သေဆုံးပြီးလူ29ယောက်ဒဏ်ရာခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာနိုဝင်ဘာ12ရက်နေ့ဒေသစံတော်ချိန်မွန်သက်12နာရီကြော်ကြော်လေးမှာဖြစ်ပွားခဲ့တာပါ ဗိုလ်ဖောက်ခွဲသူဟာလူစီကားတဲ့တရားရုံးအထဲကိုပြင်းမဲ့ထားဖို့ရပေမဲ့ဝင်ခွင့်မရတဲ့အတွက်အနားမှာရှိတဲ့ရေကားနာမှာဖောက်ခွဲခဲ့တယ်လို့ပါကစ္စတန်ပြည်ထောင်စုဝန်ကြီးကပြောပါရီပါကစ္စတန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့အသေခံဗုံးခွဲမှုကိုတော့ပါကစ္စတန်တာလီဗန်တွေကသူတို့လက်ချက်ဖြစ်တယ်လို့ကြေညာထားပါရီပါကစ္စတန်ဝန်ကြီးချုပ်ရှက်ဗာရှရီဖ်ကတော့ဒီတိုက်ခိုက်မှုနောက်ွယ်မှာအိန္ဒိယနောက်ခံပြုထားတဲ့အစွန်ရောက်အဖွဲ့တွေပတ်သက်နေတယ်လို့စွပ်စွဲလိုက်ပါရီ ။တနင်္လာနေ့ညပိုင်းတုန်းကတော့အိန္ဒိယနိုင်ငံမြို့တော်နယူးဒေလီမှာကားဘုံးပေါက်ကွဲခဲ့တဲ့အတွက်အ ਨੇ ဆုံးလူ၈ယောက်သေဆုံးခဲ့ပြီးအိန္ဒိယအစိုးရက ဖြစ်နိုင်ခြေရှိတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကိုစုံစမ်းစစ်ဆေးနေပါတယ်။အောက်ွယ်မှုဟာခရီးသွားတွေလေပယ်လေးရှိကြတဲ့ခန့်တက်နီနာမှာဒေသစံတော်ချိန်ည9:00နာရီထိုးခါနီးမှာဖြစ်ပွားခဲ့တာပါ။ အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီကတော့နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတွေရဲ့လက်ချက်ဖြစ်တယ်လို့ဆွဆွဲပြီးကျူးလွန်သူတွေပြည်တဲ့ခံရစီရမယ်လို့ကြုံဝါလိုက်ပါတယ်။ဂျပန်ဝန်ကြီးချုပ်စနိုက်တာကအီချီကထိုင်ဝမ်နဲ့ပတ်သက်တဲ့မက်ချက်ပေးပြီးနောက်မှာတရုတ်နဲ့ဂျပန်ကြားမှာစကားနာထိုးမှုစကလုံးတိုက်ခိုက်မှုတွေပြင်းထန်လာခဲ့ပါတယ်။ ်ဂျပန်ဝန်ကြီးချုပ်ကတရုတ်အနေနဲ့ထိုင်ဝမ်ကိုတိုက်ခိုက်ခဲ့မယ်ဆိုရင်ဂျပန်အနေနဲ့ရှင်သန်မှုကိုချိန်ချောက်ခံရတဲ့အနေအထားဖြစ်သတ်မှတ်ပြီးပြည်ဆောက်သက်တွေကိုအတုံးပြုရမယ်ဆိုတဲ့သဘောပြီးခဲ့တဲ့တောက်ကြာနေ့ကပြောခဲ့တာပါ အဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးဂျပန်နိုင်ငံအိုဆာကာမှာရှိတဲ့တရုတ်ကောင်စီဝန်စူးချန်ကအဓိပ္ပာယ်နှစ်ခွရှိတဲ့ဇာတ်နဲ့ဂျပန်ဝန်ကြီးချုပ်ကိုခေါင်းဖြတ်ပြရမယ်ဆိုတဲ့အသုံးအနှုန်းနဲ့လူမှုမီဒီယာအိတ်မှာပြောဆိုခဲ့တာပါ သူပြောတဲ့ဇာတ်ရဲ့တခြားအဓိပ္ပာယ်တွေကတော့အန်ဒီယေကိုမကြုတ်ခင်အရင်ရှင်းရမယ်လို့လည်းအဓိပ္ပာယ်ထွက်ပါတယ် တနင်္လာနေ့မှာတော့ဂျပန်ဝန်ကြီးများရုံးအသွင်းဝန်ချုပ်မီနိုရူကီဟာရာကတရုတ်ကကောင်စီဝန်ရဲ့မတ်ချက်နဲ့ပတ်သက်လို့ပီကင်းကိုကက်ကွက်စာပို့ထားတယ်လို့ပြောပါရယ်အသွင်းဝန်ချုပ်စုရဲ့မတ်ချက်ဟာအတိတ်ပဲမရှင်းလင်းလာပေမဲ့ဒီလိုရေးဖို့အလွန်ကိုမသိလျော်ပါဘူးလို့လည်းသူကပြောပါရယ်အဲ့ဒီတင်ထားတဲ့လူမှုမီဒီယာ post ကိုလည်းဖျက်ပေးဖို့တောင်းဆိုထားပါရယ် အင်ကာနေမှာတော့အသွင်းဝန်ချုပ်ကီဟာရာကဂျပန်ရဲ့တရုတ်တနိုင်ငံထဲမူဝါဒဟာအပြောင်းအလဲမရှိဘူးလို့အာမခံချက်ပေးပြီးထိုင်ဝမ်ရဲ့ငြိမ်းချမ်းတည်ငြိမ်မှုဟာဂျပန်နိုင်ငံရဲ့အမျိုးသားလူချုပ်ရေးကိုတမကနိုင်ငံတကာအတိုင်းအဝန်အတွက်လည်းမရှိမဖြစ်အရေးကြီးပါတယ်လို့ပြောခဲ့ပါတယ်။ 2026ကမ္ဘာဖလားပြိုက်ပွဲကိုနာမည်ကြီးကစားသမားဖြစ်တဲ့ခရစ္စတီယာနိုရိုနယ်ဒိုကပါဝင်ကစားမယ်လို့အတည်ပြုလိုက်ပြီးလီယိုနယ်မက်ဆီကတော့မတိချသေးဘူးလို့သတင်းထောက်တွေကိုပြောလိုက်ပါတယ်။ ပေါ်တူဂီအသင်းကောင်းဆောင်ခရစ်စတီယာနိုရိုနယ်ဒိုကသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားပွဲအဖြစ်ပါဝင်မှာဖြစ်တယ်လို့ပြောလိုက်ပါတယ်။ CNN နဲ့တွိတ်ဆုံမင်းမြန်းရမှာလာမယ့်ကမ္ဘာဖလားပွဲဟာသူ့အတွက်နောက်ဆုံးကမ္ဘာဖလားဖြစ်မယ်။အဲ့ဒီအချိန်မှာသူဟာအသက်40တနည်းရှိပြီဖြစ်တယ်လို့ပြောလိုက်ပါတယ်။ရိုနယ်ဒိုဟာသူ့ရဲ့ကလပ်အသင်းနဲ့ပေါ်တူဂီအမျိုးသားအသင်းအတွက်ဂိုးပေါင်း953ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။ လက်ရှိချန်ပီယံအာဂျင်တီးနာကလီယိုနယ်မက်ဆီကတော့ကမ္ဘာဖလားပွဲကစားဖို့မတိချာသေးတဲ့အကြောင်းမီဒီယာတွေကိုပြောပါတယ်ဘောလုံးပွဲကျင်းပချိန်မှာကိုခန္ဓာကတင့်တော်တဲ့အနေအထားရှိမယ်ဆိုရင်တော့ကစားမယ်လို့ပြောပါရယ်မက်ဆီကသူကကစားချင်ပေမဲ့သူ့ကြောင့်အဖွဲ့ကိုဝန်ထုံးဝန်ပိုးမဖြစ်စေချင်ဘူးလို့လည်းပြောထားပါရယ် တည်င်းနဲ့မီဒီယာကွန်ရဲ့ NMG တည်င်းဌာနကတည်င်းလာနေကနေတောက်ကြနေအထိညတိုင်းရုပ်သက်တဲ့အစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။